ဘာသာသမားဆိုတော့တကယ်ကပတ်ကောင်းဆုံးတော့ဘာမှနာမည်ကြီးဆုံးနာမည်ကြီးဆုံးလည်းမှာပါတယ်ဒီနောက်ပြီးခဲ့တဲ့ခေါက်ကောင်မှာဒါကျွန်တော်တော့သုံးသက်ရှိလောက်ဖြစ်ရှင်ဗလာဒီမီယာပူတင်ကရှောင်လို့မရလို့လည်းတော့ကျွန်တော်သူ့ကိုတွေးဆောင်လိုက်တာလို့ကျွန်တော်တို့ကသုံးသက်တယ်ကြည့်ော်ကြောင်းနော်ဝိုးမာရီကိုတန်ကတိတယ်နော်ပြောသွားတာလုံးဝကိုမိုက်တယ်ဒီကလုံးဝကိုရှောင်လို့မရတော့သူသွားတာကရုရှားကိုသွားတာ7ချိန်လား7ချိန်လားတဒိုလေးကိုများနေပြီအဲ့ဒါကြောင့်မလို့ပူတင်ကတွေးလိုက်တာနော်လုံးဝကိုမတွေးမဖြစ်နော်အဲ့ဒါကြောင့်မလို့တွေးလိုက်တာ အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့က2025သုံးလပိုင်း17ရက်နေ့မနေ့ကင်းဖြစ်ပါတယ်ဒီနေ့မနေ့ကင်းမှာပထမဆုံးတင်ဆက်ပေးရှင်တဲ့သတင်းကတော့ရန်ကုန်မြို့တမ်းမွေမြို့နယ်မေတ္တာညရက်ွက်မှာရှိတဲ့ဝနသင်ကီလမ်းမှာရှိတဲ့တက်ခန်းတက်ခန်းတွင် အမျိုးသမီးအားလူတစုက ကျူးတော်ပြီးတော့ဓာပြန်ထုကအနုကျန်းစီမှုဖြစ်ပေါ်ခဲ့ပါတယ်လို့သိရှိရပါတယ်ဒီတက်ရဲ့ပထမထက်မှာ ဖြစ်တာအင်းရှင်အမျိုးသမီးကို ကျူးတွေတုတ်ပြီးဓာတ်တွေနဲ့မွေးထူထားပြီးတော့ပျက်စီးတွေယူသွားကြတယ်ဟုဖြစ်စဉ်ကိုသိရှိတဲ့မစ်မစ်တန်ညို့ရက်ွက်ရက်ွက်တော်နေထိုင်သူတဦးကပြောဆိုပါတယ်။ဒီဟာကဖြစ်စဉ်က နေခင်းကြောင်တောင်ကြီးဖြစ်တာ အာဖြစ်ပြီးမှပဝန်းကျင်ကတည်ရတာလို့သိရှိရပါတယ်ဒီထဲမှာအဲ့ဒီအမျိုးသမီးကိုဆေးရုံကိုပို့ထားတယ်အသက်အန္တရာယ်စိုးရင်စရာတော့မရှိဘူးလို့သိကြတယ်ဆိုပြီးတော့အာဒေသခံတအုပ်ကပြောဆိုပါတယ်ဒီဟာကဖြစ်စဉ်တော်လေးကိုဒီလိုမျိုးအရင်တော့ကလည်းဖြစ်ဖို့တွေလို့သိရှိရပါတယ်လောင်ချောင်မှုကိုလုံးဝကိုမရှိတော့ဘူးတာမရှိတော့တာအာတော့တွေဘယ်လိုပဲခက်ခတ်ထားဆိုတာဆိုတာတော့မှခတ်ထားတယ်ဆိုတာတော့မှ CCTV ကနေပြန်ကြည့်ရင်ခိုးသွားတာက ငါးမိနစ်လောက်ပဲကြာတယ်လို့သိရပါတယ်ဆိုတော့ဒီဟာကမေတ္တာညွတ်ရက်ကွက်နေသူပြည်သူတွေကပြောဆိုနေတဲ့အကြောင်းကိုသိရှိရဖြစ်ပါတယ်ဒီဟာကစကောင်စီအာနာသိမ့်ပြီးတဲ့နောက်မှာအခုလိုမျိုးရန်ကုန်မြို့အပါဝံမြို့နယ်အများအပြားမှာရှိတဲ့လူသက်တမျှမှုပေါ့နော်ဆိုတော့ဒိုလေးကိုလူရဲမှုအနုကျန်းစည်းခံရတဲ့ဖြစ်စဉ်မျိုးမှာပြင်ပဆွေးမှုကိုဒိုလေးကိုဖြစ်ပျက်နေတာကိုကျွန်တော်တို့စစ်အာနာသိမ့်ပြီးတဲ့နောက်မှာ2023 24 အဲ့ဒီ2020နှစ်မှာတော်လေးကိုစိုးဝါနေတဲ့အခြေအနေကိုကျွန်တော်တို့ပြည်သူတွေကြောင်တွေ့နေရဖြစ်ပါတယ်အခုကတန်းပြည်ကိုလူရဲ့အုတ်ချွတ်နေသူများကဘယ်သူတွေတေးသေးချာချာဟိုနော်ဆိုတော့ဒီဟာကဘယ်သူတွေငါမသိပြီးရောဆိုပြီးတော့အာနေသူတွေကများနေတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးကျွန်တော်တို့မြန်မာနိုင်ငံကတော်လေးကိုစိုးရွားနေတဲ့အခြေအနေမျိုးကိုရောက်ရှိနေတာဖြစ်ပါတယ်ဒါနာယူတဲ့လူတွေကယူနေတယ်အဲ့ဒါကြောင့်မလို့နော်ဆိုတော့ဒီဟာကရန်ကုန်မြို့မေတ္တာရင်မြို့ အာမေတ္တာညို့ပေါ့နော်မေတ္တာညို့ရက်ွက်မှာရှိတဲ့အာပြင်ပြီးအာဘယ်လိုပြောမလဲကျွန်တော်တို့ဓမြတက်မှုနော်ဒီလိုမျိုးပြင်ပြီးခိုးမှုကိုဖြစ်ရှင်ကိုကျွန်တော်သိရတာဖြစ်ပါတယ်။ဒီကဓမြအာဓာတ်နဲ့ထိုးပြီးတော့အနုကျန်းစီမှုတွေဖြစ်ဖြစ်နေတာပေါ့နော်။ဒီကသတိထိုးရတဲ့အာမြန်မာနိုင်ငံမှာအာနာသိမ့်ပြီးတဲ့မှာနော့မှာတိုလေးကိုဖြစ်ပေါ်နေတဲ့စိုးပွားနေတဲ့ပြည်သူတွေကြားမှာတိုလေးကိုစိုးရင်စရာသတိထားစရာဖြစ်လာတဲ့အကြောင်းကိုပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။နောက်တစ်ခုက ဘကိုးတန်းကကျွပင်ကိုမြော့နေတွင်ဒိုလန်ရဲ့တပ်ဖွဲ့များ၏သတင်းများကိုစုံစမ်း၍စစ်တပ်ထံသို့ပေးပို့နေတဲ့ဘီဆိုတီမြင့်လွန်ကိုထင်းသိမ်းထားစင်မှာ ထွက်ပြေးသောသဖြင့်လက်လံဖမ်းဆီးရမှာတေဆုံးခဲ့ကြောင်းအာတယဝတီခရန်တရင်တထောင်အာ3800နှစ်တက်ခွေချုပ်အာတက်ခွေချုပ်ကဘနော်အာ GBK PDF မှာတာဝန်ရှိသူတဦးကပြောဆိုပါတယ်ဒီဟာကတော့အာစစ်ကောင်စီကိုတရင်ပေးနေတဲ့ စစ်ကောင်စီရဲ့လက်အောက်ခံအာဘီဆိုတီတူပေါ့နော်ဆိုတော့ဘီတူဘီဆိုတီတူကကျွန်တော်တို့လိုင်းတဖို့တွေရဲ့တရင်တွေကိုယူဆောင်ပြီးတော့အာစစ်ကောင်စီတန်ကိုတရင်ပေးနေတာဖြစ်ပါတယ်တရားကဖန်စစ်စင်မှာအာ AC pants အဖမ်းမခံမိတပြင်ပြီးတော့ထွက်ပြီးသွားတဲ့တွေ့ကြောင်ပေါ့ကျွန်တော်တို့ဒိုလိုင်းတဖွဲ့တွေကဖန်စစ်စင်မှာပြစ်ခတ်မှုကြောင့်ဒေဆုံးနေလို့သိရှိရပါတယ်။ဒီကတော့ဘီဆိုတီရဲ့အာတရင်ပေးမှုကြောင့်ကျွန်တော်တို့ ိုလိုင်းတက်ဖွဲ့တွေကလည်းတတိုလေးကိုတည်ဆုံးမှုကလည်းများနေတယ်လို့အပီသူတွေလည်းတတိုလေးကိုထိခတ်နင်းနာမှုတွေလေကြောင်းတက်ခတ်မှုတွေရောမျိုးမျိုးဒီလိုမျိုးလူတွေကြောင့်ကျွန်တော်ပီသူတွေထိခတ်ဒဏ်ရာရရှိတဲ့လူတွေကတတိုလေးကိုမျက်နေတဲ့ဆိုကိုအာသိရှိနားလည်စေချင်ပါတယ်။ဒီဟာကဘီဆိုတီတူရဲ့ဖြစ်စဉ်ကိုတင်ဆက်ပေးတာဖြစ်ပါတယ်။နောက်တစ်ခုသတင်းကိုပြင်ပြီးတော့ကြည့်အောင်ပါနောက်တစ်ခုတရင်ကလည်းပကိုးတန်းကအောက်တွဲမြို့နယ်မှာရှိတဲ့အကျန်းဖက်စစ်တပ်စခန်းနဲ့စစ်ကြောင်းကိုတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား15ဦးသေဆုံးခဲ့ကြောင်း အော်တွန်မြော့နယ်ပကဖဖို့နော်ပကဖမှာတာဝန်ရှိသူတူကရန်ကုန်ခေတ်တရင်ဌာနကိုပြောဆိုပါတယ်။ဒီဟာကတော့ကျွန်တော်တို့လိုင်းတက်ဖို့ရရဲ့အောင်မီမှုပေါ့နော်။တို့တိုက်ခတ်မှုမှာဒီတက်ခတ်မှုတွေဒိုလေးကိုစစ်ကောင်စီတက်ဖို့တွေတည်ဆုံးမှုတွေရှိနေပါတယ်။အာဒီတက်ခတ်မှုမှာကျွန်တော်တို့တို့လိုင်းရေးရေးပို့တွေစီကနဲ့ထိခတ်တဲ့ရရှိမှုကတော့အာမတိရသေးဘူးနော်။ဆိုတော့ဒီဟာကအရာရှိတူပါတယ်ဒီတက်ခတ်မှုမှာစစ်ကောင်စီဦးကတော့အပွဲကြီးမှုကိုတည်ဆုံးတော့ပါတယ်။ဒီဟာက တဲ့မကြခင်မှာကျွန်တော်တို့လိုင်းတက်ဖို့ရဲ့အာပြင်ပြီးတော့သိရှိထားတဲ့အကြောင်းအရာတွေကိုစက်ငါဥထက်ကို ရှင့်နေလို့သိရှိရပါတယ်။ဒီဟာကတော့ကျွန်တော်တို့လိုင်းတက်ဖို့ရဲ့အာလောဆောင်ချစ်ကို missing ကိုဘလို့ထိအောင်မင်လဲဆိုတာကိုအပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်။ နောက်တစ်ခုတရင်ကတနင်းတရီတန်းလောင်လောင်မြို့ပေါ်မှာရှိတဲ့အကျန်းဖက်စစ်တပ်တပ်ဆွေထားသောနေရာတောင်းခုကိုတပြန်ထဲဝင်ရောက်တိုက်ခိုက်ရမှာ စစ်ကောင်စီတပ်သားစေဦးထက်မနေတေဆုံးခဲ့ကြောင်းလောင်လောင်မြို့နယ်ပြည်သူ့ကကိုရေးတပ်ဖွဲ့ပြန်ကျဲရေးတာဝန်ခံရဲဘော်ရှေတို့ကပြောဆိုပါတယ်ဒီတိုက်ခိုက်မှုကအာရှေနဲ့မတ်စီရနေဘောနော်ဆိုနည်းနည်း6နာရီကနဲ့စတင်ပြီးတော့လောလောမြို့ပေါ်ကရန်သူစခန်းတွေကိုဝန်ရုပ်တက်ခိုက်ခဲ့တာစစ်တပ်ဘက်ကအထိနာတဲ့အနေဆုံးစေဦးထက်မနေတည်ဆုံးတယ် လည်းရတဲ့သူတွေလည်းများတယ်ပြီးရင်စစ်တပ်ဖက်ကလည်းစစ်သင်းဘိုးတွေလက်နက်ကြီးတွေနဲ့ပစ်ကူပေးတာအာပြီးရင်တက်ခတ်တာတို့ရှိတယ်ဒူလိုင်းရဲဒူလိုင်းရဲဘိုးတက်ဖွင့်ဝင်တွေအထက်ခတ်မရှိပေနဲ့ပြန်လေဆော့ခွနိုင်ခဲ့ပါတယ်အခုနောက်ပိုင်းနေရာတက်မှာအရဲသားကလည်းစစ်မှုထမ်းဖြစ်တဲ့ဖြစ်သွားတဲ့လူတွေအစားထိုးဝမ်းရောက်လာတာတွေတွေ့ရတယ်အဲ့ဒီတော့တက်ပွဲထဲမှာဗာလာတဲ့အခါမှာကျွန်တော်တို့က အရဲသားအရဲသားကလည်းလာနေတဲ့သူတွေကို မသေးစေချင်ဘူးရောင်းထွက်စေချင်တယ်ဒါပေမဲ့အခုချိန်မှာရောင်းမထွက်ပဲနဲ့အထဲမှာအနေသားတလို့အာတတရရနေတဲ့ကောင်တွေလည်းတွေ့ရတယ်တွေ့လာရတယ်ဗောနော်ဆိုတော့ not ဆောင်ကြမှာလင်းနေချမယ်ဆိုတဲ့အချင်းအနေအထိကိုအာတွေးထားကြပုံရပါတယ်အဲ့လိုအထဲမှာမယောင်းပဲနဲ့နေနေတဲ့ကောင်တွေကြမှာကြတော့အာဒီလေးနားအေးတဲ့ လို့ပြောရမှာပေါ့ဆိုတော့ဒီအဲ့ဒီထဲမှာဦးထဲကဖားလို့ကောင်တွေပြီးစီပြီးစီဦးထဲကဖားလို့ကောင်တွေပြီးစီခြင်းနဲ့အလံဖြိုးထောင်းလက်နဲ့ချစေခြင်းနဲ့ဖွက်လိုက်လက်နဲ့ချရင်ဦးထဲကဖွက်လိုက်လက်နဲ့ချရင်ဂျန်နေတဲ့ကောင်တွေပါနေမရတော့ဘူ သူတို့အာလွဲလန်းပေါ့နော်လွဲလန်းကိုအာမရွေးချေတဲ့ကုံတွေက အတွေ့ပေါ့နော်ဆိုအခွင့်အရေးနှက်ခမရဘူးလို့အာပြောချင်တယ်ဆိုပြီးတော့လွန်လွန်မြော့နေပြည်သူကကိုရေးတက်ဖွဲ့ပြန်ကြဲရေးတာဝန်ခံရေးဖို့ရှိသူကပြောဆိုပါတယ်တရားကတော့အခုချိန်မှာကျွန်တော်တို့လိုင်းတက်ဖွဲ့တွေကတက်ခတ်မှုမှာစစ်ကောင်စီတက်ဖွဲ့တွေတတိုလေးကိုအထိနာနေရပါတယ်ဆိုတော့တရားကတတိုလေးကိုအထိနာနေတဲ့ချိန်မှာစစ်ကောင်စီကလည်းအာရုရှားတို့တယူတော့မို့နော်ဆိုတော့အဲ့ဒီအထဲမှာပြင်ပြီးတော့ အကူငီတောင်းမှုတွေစက်တက်ကိုလော့ဆောင်နေပါတယ်ဒရုန်းတွေနော်ဆိုတော့ဒီကကျွန်တော်တို့လိုင်းတပ်ဖွဲ့တွေကအစပိုင်းမှာဒရုန်းတွေနဲ့စစ်ကောင်စီကိုဖြိုးလိုက်တာနော်ခွေပီပီပီအောင်ကိုဖြိုးလိုက်တာအခုချိန်မှာစစ်ကောင်စီကရုရှားတို့တရုတ်စီကပဲနော်အာလက်နက်ခင်းရဲတွေယူဆောင်အာလက်နက်ခင်းရဲတွေဒရုန်းတွေကိုအစိမ့်ဒရုန်းတွေကိုသုံးဆောင်လာတာကိုကျွန်တော်တို့လိုင်းရပ်တပ်ဖွဲ့တွေကြီးကနေပြင်ပြီးတော့ကြဲရတဲ့အချိန်မျိုးထိရောက်လာပါတယ်ဆိုတော့ဒီကကတော့ အာပြည်သူတွေအနေနဲ့လည်းဒိုလိုင်းတက်ဖို့တွေကအာမထရှိပါတယ်သတိပေးတာရှိပါတယ်စက်ကောင်စီရဲ့ဒရောင်းတွေကိုလည်းသတိထားစေဖို့တွေ့ဘူးနော်ဆိုတော့ဒီလိုမျိုးအခြေအနေထိကိုရောက်လာကြပါတယ်ဆိုတော့အခုချိန်မှာစက်ကောင်စီကဒေါ်လေးကိုအခုချိန်မှာအာတန်နဲ့ဘာလို့လဲဆိုလို့ရှိရင်ရုရှားကသူ့အပမင်းအွန်လိုင်းနော် ဟာပို့တုကဘောနော်ပို့တုကရုရှားသွားနေတဲ့အချိန်မှာဘုံမာတွေရက်ကွဲဖြစ်မှာဒိုလေးကိုပြောနေကြပါတယ်ကျွန်တော်တို့အဘကအရန်ကိုနာမည်ကြီးနေတဲ့ရုရှားသမ္မတပူတင်နဲ့တွဲဆောင်ခွင့်ရခဲ့ပါတယ်ဆိုပြီးတော့ကောင်းစားနေကြပါဘယ်နဲ့ရက်ခံမလဲတော့မသိဘူးဟာဘယ်နဲ့ရက်တော့ပြင်ပြီးတော့ခံအောင်မလဲဟာမကြခင်မှာငါတို့အဘကဘာဖြစ်တယ်ညာဖြစ်တယ်မလုံနိုင်တော့ဘူးမလုံနိုင်တော့ဘူးလားအဘတို့ဒီတိုင်းပဲနေတော့မလားဆိုပြီးတော့ပြင်ပြီးအော်လားအောင်မလားဆိုတာကိုတော့ကျွန်တော်တို့စစ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဘုံမာတွေရက်ကွဲဖြစ်မှာတော့အခုတလုံးမှာကျွန်တော်တို့ကြည့်ရတာ ဗီဒီယိုလေးကိုအာကုံစာနေကြပါတယ်ကျွန်တော်တို့အဘကရုရှားသမရဘူတင်အာနာသိကောဆောင်ပေါ့နော်အစီရောအတွက်အာနာယူကောဆောင်နဲ့တွဲဆောင်နေပါဆိုပြီးတော့ဝမ်တာအားရနဲ့ပြောဆောင်နေကြပါဆိုတရားကတရင်ထုတ်အနေနဲ့ဒီမနေ့ခင်မှာတွဲနဲ့တွဲရှိနေတဲ့တို့တရင်ထုတ်တွေကိုမြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်နောက်မှာကျွန်တော်စူးစောင်းတဲ့တရင်ထုတ်တွေနဲ့အာယူတန်ဖန်တွေအာဘိုးမာတွေလွန်မြတ်နေတဲ့ယူတန်ဖန်တွေကိုလည်းပြင်ပြီးတော့စူးစီးပေးထားရှိပါတယ်ပထမဆုံးနားထောင်ရမယ့်တရင်ကတော့ဘာလဲဆိုလို့ရှိရင် ရက်ခံပီနေပေါ့နော်ရက်ခံပီနေကိုအာတရုတ်ကုမ္ပဏီတွေကလွန်ချောင်ရဲ့25ဦးလာမသိဘူးအာဆေလွတ်လိုက်ပြီးတော့သိရှိရပါတယ်ဒီတဲ့အဒီယာနဲ့ပတ်သက်ပြီးတော့တရင်အပြစ်ဆောင်ကို BBC ကတင်ဆက်ပေးတဲ့ဟာကိုပြင်ပြီးတော့နားထောင်ရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာမနေ့ညကကျွန်တော်ပြောတဲ့အာဗမိုဗမိုတိုလိုင်းဗမိုဗမိုမှာရှိတဲ့ကချင်ပြည်နယ်ဗမိုမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းတွေကိုတိုလိုင်းတပ်ဖွဲ့တွေကတချို့တို့ကိုတင်ပတ်ရရှိပါပြီဆိုတော့ကိုပြင်ပြီးတော့တင်ဆက်ပေးတာ ဒီအကိုအခုကြည့်မှာယူသက်ဖန်တဲ့တကွာထွက်လာပါတယ်ကျွန်တော်နဲ့တူပင်ပြီးတော့ကြည့်ရအောင်ပါဆိုတော့ဒီအကအရင်ဆုံး train တွေကိုရခိုင်ပြည်နယ်က train တွေကိုအရင်ဆုံးနားထောင်ကြည့်အောင်မနော်ဆိုတော့ slide ရအောင်ရခိုင်ပြည်နယ်ကစီမံကိန်းကြီးတွေတည်ရှိတဲ့ကြောက်ပြူမြို့ကိုပြီးခဲ့တဲ့ February 29ရက်နေ့မှာတရုတ်လုံခြုံရေးဝန်ထမ်း25ဦးရောက်ရှိလာခဲ့တယ်လို့ဒေသခံတွေနဲ့စစ်ကောင်စီနဲ့နှိစက်သူတွေရဲ့ပြောဆိုချက်တွေအရာသိရပါတယ်အဲ့ဒီလူတွေဟာဒီအစိုးရကတရားရိုက်ပို့ဆောင်ပေးတာမျိုးမဟုတ်ပဲပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီရဲ့ဝန်ထမ်းတွေဖြစ်ပေမဲ့ဘယ်ကုမ္ပဏီရဲ့ဝန်ထမ်းတွေဆိုတာကိုတော့မသိရသေးပါဘူး ကြောက်ပြမျိုးနဲ့အတွင်းစစ်ကောင်စီနဲ့အေအေတို့ကြားနှစ်ဖက်တိုက်ပွဲတွေကဒရုတ်စီမံကိန်းကြီးတွေတည်ရှိတဲ့မတေးကျွန်းနဲ့ငားမိုင်ကျော်ခန့်တာဝေးတဲ့ရေထဲဌာနရုပ်တည်ရှိရာတိပုတ်တောင်ကျေးရွာနေဝင်းကျင်နေရာတွေမှာဖြစ်ပွားနေရတာဖြစ်ပါတယ်။ကြောက်ပြမျိုးနဲ့အတွင်းပြည်ပရင်းနှီးမျိုးနဲ့မုံစီမံကိန်းလုံခဲ့တွေအများပြားရှိနေပြီးအခုရောက်ရှိလာတဲ့လုံကြုံရေးဝန်ထမ်းတွေကတော့မျိုးနဲ့ငားမိုင်ကျော်လောက်တာဝေးတဲ့ CNPC ကုမ္ပဏီရဲ့ရေစစ်တဲအဖြစ်ဖြူရေးလုံခဲ့တွေဆောင်ရွက်နေတဲ့ Power China စက်ရုံထက်မှာနေထိုင်ရတာလို့သိရပါတယ်။ တရုတ်လူကျွေးဝင်ထက်နေရောက်ရှိနေတဲ့အရှင်တွေနဲ့ပတ်သက်လို့ဒေသခံတို့ပြောတာကတရုတ်လူကျွေးဝင်ထက်နေဟုတ်တယ်ဆိုတော့ကြားရပါတယ် အဲဒီပါဝါဆိုင်နာမှာလုပ်တဲ့ဝန်ထမ်းတွေပြောတာပါ။အဲသူတို့ယူနီဖောင်းတွေပါတယ်ဝတ်ထားမရှိဘူး။လုံချွဲရောက်နေတယ်ဆိုတာဒီလောက်ပဲပြော။အဲလောလောဆယ်ပြောတာလားတော့မတွေ့ပါဘူး။သူတို့ကျွန်တော်တို့ကြားတာကတော့ကြောက်ပြင်းမြွနဲ့ဥတော်အုပ်စုဆိုတဲ့နေရာမှာဒီ CIPC ဆိုတဲ့စံအုပ်ရှိတယ်။အဲဒီမှာပဲနေကြတယ်။အခုလိုလက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့နိုင်ငံတွေမှာအစိုးရကလုံချွဲရေးမပေးနိုင်တော့လို့ရှိရင်ပုဂ္ဂလိကဘက်ကလုံချွဲရေးဝန်ဆောင်မှုပေးတယ်ဆိုတာနိုင်ငံအများပြတ်မှရှိကြပါပဲ။ မြန်မာနိုင်ငံမှာတော့နိုင်ငံရေးအရလက်နက်ကင်နေတဲ့အဖွဲ့အစည်းတွေနဲ့လုံခြုံရေးကုမ္ပဏီတွေအကြားရှုပ်ထွေးမှုတွေရှိလာနိုင်တယ်လို့ထောက်ပြမှုတွေလည်းရှိနေပါတယ်။အခုလိုတရုတ်လူယူရေးဝင်တဲ့တွေရောက်ရှိနေတာနဲ့ပတ်သက်လို့အေအေပြောခွင့်ရဥက္ကန်ဒုက္ခကို BBC ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြတာမျိုးမရှိသေးပါဘူး။ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီရဲ့ဖွဲ့စည်းထူထောင်ခြင်းဥပဒေတရက်ကိုစစ်ကောင်စီကပြီးခဲ့တဲ့ဖေဖော်ဝါရီ19ရက်နေ့မှာပြဋ္ဌာန်းလိုက်ပြီးအဲ့ဒီဥပဒေမှာတော့တင်နယ်ကိုင်ဆောင်ခွင့်ရှိတဲ့လုံခြုံရေးဝန်ထမ်းတွေကိုနိုင်ငံသား25ရာခိုင်နှုန်းနဲ့နိုင်ငံသား85ရာခိုင်နှုန်းကိုအလုပ်ပေးအပ်ရမယ်လို့ပါရှိပါတယ်။ပုဂ္ဂလိကလုံခြုံရေးဥပဒေပြဋ္ဌာန်းတာနဲ့ပတ်သက်လို့ ရင်းကျင်းရေးနဲ့လုံခြုံရေးဆိုင်ရာမြန်မာ Institute MIPS ရဲ့ဒါရိုက်တာဒေါက်တာမင်းစိုးဦးကအခုလိုသုံးသပ်ပါတယ်ဒီမှာပြီးတော့ဆန်ကရရဲ့ပါအမေဆိုတာအဲ့တော့ stand up တခြားနိုင်ငံတွေမှာလည်းအဲ့လိုနိုင်ငံခြားကလူညွေးကုမ္ပဏီလာတဲ့ခါမှာခေါ်လာတာကအများစုကသင်္ကန်းဆရာတွေပဲခေါ်လာတာလေ။ဒါမန်နေဂျာတွေပဲခေါ်လာတာ။အများစုငားတာကပြည်တွင်းကပဲသူတို့ငားကြတာ။လလော့တွေကတော့လက်ရှိဥပဒေထွက်လာတဲ့ဟာကိုကြည့်တာတော့ဒီလိုမျိုးတော့ကျွန်တော်သုံးသပ်လို့ရပါတယ်။ ခုလိုတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်စီမံကိန်းတွေကိုအကြောင်းပြပြီးတရုတ်ဘက်ကသူ့ရဲ့လုံခြုံရေးဝန်ထမ်းတွေပို့လွှတ်ထားပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့စီးရေးအခြေအနေတွေအပေါ်တည်ရမှုတွေမရှိနိုင်သလိုအေအေကတော့သူ့ရဲ့စီးရေးရင်မဲ့ခြင်းအတိုင်းဆက်လက်တိုက်ခိုက်မှုတွေရှိနေမှာဖြစ်တယ်လို့သုံးသပ်မှုတွေရှိကြပါတယ်ခင်ဗျာအင်းကဲဆိုတော့ဒီကတော့ ဘယ်လိုပဲဖြစ်နေဖြစ်နေပါစီဘောနော်အကျွန်တော်တို့တူလိုင်းရေးတက်ဖို့တွေကလည်းဆက်ပြီးတော့လော့ဆရာရှိတာကိုလော့ဖို့ပဲကြံနေတာသူတို့တရားကတရွေရဲ့စစ်တက်ကိုပဲလာလာကျွန်တော်တို့ကိုမတက်ခတ်တရွေကဘောနော်ဆိုတော့ဒီတန်းပဲအာကျွန်တော်တို့လော့ဆရာရှိတာစစ်ကောင်စီကျွန်တော်ရန်သူဘိုးကိုပဲဆက်ပြီးတော့တိုက်ဖို့ပဲရှိတာသူတို့တရားကတော့အာသူတို့ရဲ့အကျိုးစီးပွဲကတော့ဘယ်လိုပဲကာကွယ်ကာကွယ်စစ်ကောင်စီမှာအာပါဝင်လာပြီဆိုလို့ရှိရင်သူတို့လည်းအပေါင်းပါဖို့ပြင်ပြီးတော့တက်ခတ်ရမှာဘောနော်ဆိုတော့တရားကတော့ ျွန်တော်တို့ပြည်သူတွေရဲ့အာဘလူတွေဖြစ်လာလဲဖြစ်လာမလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ခုနကျွန်တော်ပြောတဲ့အတိုင်းပဲပုံမမြော့ကစစ်ကောင်စီတခန်းအာစစ်ကောင်စီရဲ့စခန်းကာကင်းစခန်းကိုကျွန်တော်တို့တွန်လိုက်တဲ့ဖို့တွေက တချို့တဝက်ကိုတင်းပတ်ရရှိပါပြီစစ်ကောင်စီဆိုတာကအာနစက်တစ်ဘွေဟောက်ကောင်းလို့ဆိုတရားကိုကျွန်တော်တွန်လိုက်တဲ့ဖို့တွေကတက်ခတ်ဖို့အာတင်းပတ်ဖို့တက်ခတ်နေစေဖြစ်ပါတယ်ကာကင်းစခန်းကိုတချို့တဝက်ကိုတင်းပတ်နေတဲ့ရုပ်သံဖန်ကိုကျွန်တော်တို့လည်းတူမြင်ပြီးတော့ကြည့်အောင်ပါ ရခဲ့ပါပြီဗျာဂလုတ်ကျင်းလက်တစ်ချက်အုပ်ရရကိုစကန်ကိုရခဲ့ပါပြီအောင်မြင်ခဲ့ပါပြီကျွန်တော်တို့ပြောတာမဖမ်းဘူးမဖိုက်လဲကျွန်တော်တို့ဖမ်းမှာဟုတ်ဖမ်းပြီဘာလို့မကင်းကြီးလေးပါလဲဆိုတော့ကလုံးမပိတ်ခဲ့သေးတယ်အဲ့တော့ဒီခွေးစကန်တော့တိမ်ယူပါပြီတမကြီးပါခွေးစကန်တိမ်ယူပါပါတမကြီးပါကျွန်တော်တို့ရပြီပါပါပြီခွေးစကန်ကိုရပြီပါပါကျွန်တော်တို့တမကြီး ညာညောင်ကြောင်ကြောင်ရဲ့ရှိပန်းနုဝန်တဲ့နန်ရင်းကအင်းဘုရားတော်ပြောတဲ့အတုပနာကိုရစခွေးငါစီစံပေါ့နော်စီစံမင်းလောင်သွားပါလေဆိုတဲ့ဟာကိုကျွန်တော်ပြောတဲ့ဟာပေါ့နော်ဆိုတော့ဒီဟာကသတင်းထုတ်အနေနဲ့အာမနေ့ကကတရင်ရုတ်တံဖန်တဲ့တကွာမချက်ပြတဲ့အတွက်ကြောင့်ဘုံမာထေကတော့ပြင်ပြီးတော့အာပြောလာအောင်မှာဆိုတာကိုကျွန်တော်ဂျူမီတဲ့အတွက်ကြောင့်ပြင်ပြီးတော့ရုတ်တံဖန်တဲ့တကွာဒီလိုသိမ့်ပိုက်ရရှိတဲ့ဆိုတာကိုပြချင်တာဖြစ်ပါလေနောက်တစ်ခုကအာရက်ခံပြည်နေကတရင်ပေါ့နော်ရက်ခံပြည်မှာဆိုလို့ရှိရင်အခုအာကြော့ဖြူ အကျောဖဲဝေကိုတက်ပွေးကတတော်လေးကိုပြင်းထန်နေပါတယ်ဆိုတော့ပကိုးနဲ့ရခိုင်ရိုးမအစစ်မှာတက်ပွေးကပြင်းထန်နေပါတယ်ဘလူးအချင်းတွေထိရှိနေပြီလေဆိုတော့ကို DVB ကတင်ဆက်တာကိုကျွန်တော်တို့တူပြင်ပြီးတော့ကြည့်ကြည့်အောင်ဒီနေ့မှာစီးရဲတရင်ရေးမိတွေဘီသူတွေဒေသခံပြည်သူတွေရဲ့ပြောဆိုချက်ကို DVB ကတင်ဆက်တာဖြစ်ပါတယ်နားထောင်ကြည့်အောင်နော်အနောက်ပိုင်းတိုင်းစစ်ထဏာကျုံနာပါခောက်ကိုတင်ပိုက်ပြီးတဲ့နောက်ရခိုင်ပြည်နယ်ဘက်ကိုတံပြန်ထိုးစစ်ဆင်နိုင်ပြီးစီးရဲရအရေးပါတဲ့အမ်မတန်လမ်းမိုင်းကိုထိန်းချုပ်နိုင်ဖို့အေအေကကြိုးစားလာပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာအမ်မတန်လမ်းပေါ်မှာရှိတဲ့ နိုင်ရကန်လေချောင်းရံကာကွယ်တပ်ကိုချင်းကပ်လာခဲ့ပြီးမက်ရှလာ၁၀ရက်နေ့အထိမသိမ်းပိုင်နိုင်သေးပဲတိုက်ပွဲတွေဆက်ဖြစ်နေတာပါဒါပေမဲ့စစ်ကောင်စီဘက်ကတပ်ကူတွေပို့နေရတယ်လို့အရခတ်တော်အေအေနဲ့ပူပေါင်းတပ်တွေကအနီးနားကရွာတချို့ကိုထိန်းချုပ်ထားပြီလို့ဒေသခံကပြောပါတယ်ဟုတ်ကဲ့ကတော့စစ်ကူပုံနေဒီဘက်လမ်းကိုသူစိတ်မတုံးတော့ဘူး။အမ်မင်းဘူးလမ်းကိုလေ။အရင်တော့လမ်းဟောင်းနိုင်ကန်ဆောင်ခွင်းလာမဟုတ်ဘူး။လမ်းဟောင်းပဲအဲ့တက်နေပဲသွားတာ။သူကအဲစွန်တဲ့ရွာနာကြီးပဲ။ အဆိုတိုင်းလင်းတဲ့ကတော့အေးအေးကတင်းပြီးကြရင်လင်းတဲ့ကပေါ်နာချီသွန်တဲ့နာမှာအဲ့နာမှာသူတို့ဘယ်ကနေဆက်မတိုက်ဘူးဟိုနိုင်ရံတဲ့ကိုပဲတိုက်တယ်ထင်တယ်ပူပေါင်းတက်တဲ့ထင်းရှုပ်ထားပြီးဆိုတဲ့လင်းတဲရွာဟာနေအေကန်စကန်ရဲ့တောင်ဘက်မှာရှိပြီး2014တကောင်စင်းရတော့လူရေ1500ကျော်နေထိုင်ခဲ့ကြပါတယ်။ဒါအပြင်အဲ့ဒီရွာကို drone နဲ့ drone ဘုံနှစ်ကြိမ်အကျဲခံလို့ဒေသခံ၃ယောက်သေဆုံးခဲ့ရပြီးရွာကန်ဒီကတော့ နီးစပ်ရာယာကင်းတွေမှာတင်းရှောင်နေရတယ်လို့သိရပါတယ်တိုက်ဝဲဖြစ်ပေါ်မှုအခြေအနေကို DVV ကအသေးစိတ်အတိမပြုနိုင်ပေမဲ့နေအကန်စကန်ဟာဗရန်တက်နယ်အတွက်အရေးကြီးပြီးစစ်တပ်ကအခိုင်အမာခံစစ်ပြင်ထားတဲ့အကြောင်းစီဗီယံဗိုလ်ကြီးစင်ယော်ကပြောပါတယ်ခံစစ်ဆင်နေတဲ့အင်အားလည်းအ ਨੇ ဆုံးကျွန်တော်တို့300နဲ့400သားမှရှိပြီးတော့400တောင်ကျော်ရင်ကျော်နိုင်ပါသေးတယ်ပြီးတော့ပြစ်ကူပေးမယ်ကျွန်တော်တို့အမတ်409ရဲ့မဆက်က905ရဲ့ဒါတွေရှိနေတယ်ပေါ့နော်ပြီးရင် အမ်ဘရလန်းကိုမထိန်ချုပ်နိုင်တဲ့အတွက်သူတို့ရဲ့စစ်ကူအင်အားတွေကတောက်လျှောက်တက်လာနိုင်တာပေါ့နော်ဒါကြောင့်အချိန်ကြာနေတဲ့သဘောမျိုးလိုပဲကျွန်တော်ကတော့တွေ့ရပါတယ်ခင်ဗျတကယ်လို့ပူပေါင်းတက်တွေဒါနေအကန်စကန်ကိုသိမ့်ပိုင်နိုင်ရင် ကပါစာ14မာစာက905နဲ့အမတ409ရကိုလက်နက်ကြီးနဲ့အလန်းပြီးသွားမှာဖြစ်ပြီးပတ်သိမ့်မုံရွာလမ်းစုံအထိနေမြေစိုးမိုးလာနိုင်တဲ့အကြောင်းသူကဆက်ပြောပါတယ်ဒါပေမဲ့ဒီကိစ္စရင်းနဲ့ပတ်သက်လို့ အေးပြောခွင့်ရသူဥခိုင်ဒုက္ခအပါအဝင်ပူပေါင်းတက်တွေကတာဝန်ရှိသူတချို့စီ DVV ကဆက်သွယ်ခဲ့ပေမဲ့ပြန်ဖြေကြားတာမရှိသေးပါဘူး။အေးနဲ့စစ်ကောင်စီတပ်တို့မက်ရှလာထဲမှာတရုတ်နိုင်ငံမှာဆွန်းလေးဖို့ရှိနေတဲ့ဆိုတဲ့သတင်းတွေထွက်တဲ့ကြားကပဲရခိုင်အပါအဝင်နယ်နိမိတ်ချင်းထိစပ်နေတဲ့မကွေးပဲခူး AR အဆက်ကယူလာနေပုံမှာတိုက်ပွဲတွေဆက်ဖြစ်နေတာဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ကျေဆိုတော့ဒီကတော့ရခိုင်ပြည်နယ်ကတရင်ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်တပ်ပုတ်ကတော်လေးကိုပြင်းထန်နေပါတယ် အခုမကွေးတော့စကန်းအာရာဝတီတန်းတော့နော်အဲရခိုင်ပြည်နယ်နဲ့အဆက်မှာရခိုင်ရခိုင်ယူမှာပေါ့နော်အဲ့ဒီနားမှာဆိုလို့ရှိရင်အာခါတော်ရဲ့နဲ့စစ်ကောင်စီကတိုက်ပွဲရတဲ့ဒိုလေးကိုပြင်းထန်နေပါတယ်စစ်ကောင်စီကလည်းအာကျွန်တော်တို့အာခါတော်ရဲ့အာတင်ပတ်နေတဲ့စကန်းတွေကိုအာဌာနချုပ်တွေကိုပြင်ပြီးတော့တင်ပတ်ဖို့အတွက်ထူးဆက်စစ်တွေအာထူးဆက်စစ်တွေစစ်တပ်ကိုဆင်းနေပါတယ်ဆိုတော့ဒီထူးဆက်မှာဆိုလို့ရှိရင်အာ စစ်သားစုဆောင်ရေးမှာဖန်စီရမိထားတဲ့ဖန်စီသွားတဲ့ဗောနော် အာဒီစမှုထမ်းသသတိတွေကိုအများပြတ်ကိုထက်သွမ်းတာမျိုးဟိုဒီနေ့ကလည်းကျွန်တော်တင်ဆက်ပေးပါတယ်600ကျော်ဗောနော်အာ600ကျော်ကိုထက်သွမ်းပေးတာစစ်မှုထမ်းသသတိတို့ကိုထက်သွမ်းပေးတာကိုထက်သွမ်းနေတာကိုအသုံးပြုနေတာကိုကျွန်တော်တွေ့မိရပါတယ်ဆိုတော့ဒီလိုမျိုးအခြေအနေတွေအထိစစ်ကောင်စီကတတော်လေးကိုထုစစ်ကိုလှုပ်ဆောင်နေတာအခါတော်ကြီးကလည်းထုစစ်ပြီးပြီးတော့လှုပ်ဆောင်နေပါတယ် ခုဆိုလို့ရှိရင်စကန်အဲ့ဒီအာဒီဘီကတင်ဆက်တဲ့စကန်တစ်ခုကိုသင်ပတ်ရရှိပြီဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဒိုလေးကိုအာစီးရေအတားချေကိုရမှာဖြစ်ပါတယ်အခုချိန်မှာတော့ကျွန်တော်တို့တိုက်ပွဲကဆက်လက်ပြင်းထန်နေတဲ့အောင်စစ်ကောင်စီကလည်းလက်မလွေလက်ရည်ကိုတိုးလေးကိုခံစစ်ကိုပြင်းနေပါတယ်အခုဒိုလိုင်းတဖို့တွေက အနဲ့ရေကန်ကိုထူးဆန်းစွာစီနေတဲ့အချိန်မှာစစ်ကောင်စီကတိုလစ်ကိုခန်းခုခံနေတယ်ဆိုတာကိုသိရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့တိုလိုင်းတပ်ဖွဲ့တွေကိုပြင်ပြီးတော့ဘလူရင်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ပြည်သူတွေအနေနဲ့ပြင်ပြီးတော့ဆက်ပြီးတော့ထောက်ပံ့အပေးဖို့ပဲလိုတာဆိုတာကိုကျွန်တော်တို့ပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်ဒီနေ့ဒီဟာကတော့ CA တရင်နောက်တစ်ခုတရင်ကတော့အမသိငယ်ဘူးဆိုရင်တော့ အဲဩစတြေးလျနိုင်ငံကမာစတာဘွဲတစ်ခုခုယူပြီးတော့ဒီဘက်အမျိုးသမီးအလုပ်တွေမျိုးသမီးရိုင်းယာဒူတာဝန်တွေထမ်းဆောင်နေမယ်လို့တော့ထင်တယ်။အာနာသိမ့်ပြည့်ရဲ့ခါမှာခံပြင်းနေရှင်။နောက်ညသက်တွဲခိုင်ပေါ့နော်။မြေဦးတော်လိုင်းမှာပထမဆုံးကြဆောင်ခဲ့တဲ့အမျိုးသမီးဒါလူငယ်ရဲဘော်လေးပေါ့။အဲသူတို့ခေါင်းကိုပြတ်တက်ခံရပြီးတဲ့ချိန်မှာစိတ်မကောင်းနောက်ထပ်ကျမရဲ့နောက်ထပ်စိတ်မကောင်းတဲ့စိတ်ဒဏ်ရာတစ်ခုကမန္တလေးကကျယ်စင်ဆိုတဲ့ညမလေးပေါ့နော်။သူတို့တွေအဲ့လိုမျိုးမတရားလက်လွတ်တပ်လိုက်တာကိုမြင်ရတဲ့ခါမှာကျမအဆင်မပြေဘူး။ အဲ့တော့ကိုဘာလုံနိုင်မလဲဆိုပြီးကိုရဲ့လုံနိုင်ခွင့်ကိုစောင့်ဆိုင်းနေတယ်ကိုတိုင်းလည်းညီညာစွာဆန္ဒပြခဲ့မှာပါခဲ့တယ်။ဒါရတခုကတော့ညီညာစွာဆန္ဒပြခဲ့ကြတဲ့ကျမတို့တွေကိုရရက်ဆက်ဆက်တကယ်ကိုရရက်ဆက်ဆက်ဆွဲစကက်လုံးကနည်းသေးတယ်ပေါ့နော်တကယ်ကြီးကိုရရက်ဆက်ဆက်ချိန်မုန်းခဲ့ကြတဲ့သူတွေကိုငါတို့ဟာတို့နားလေတဲ့ဘာသာစကားဖြစ်တဲ့လက်နက်နဲ့ပဲပြန်တိုက်ခိုက်ကြမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တဲ့အတွက်ဒီတောင်ပေါ်ကလည်းမပြန်တော့ဘူးလက်နက်ကင်တော်လေးကိုပဲခြေစုံပစ်ဝင်ဖို့ဆုံးဖြတ်ခဲ့တာပါအေး ။ရာကတော့အင်္ဂလိပ်ဘာသာစကားနဲ့ပေါ့နော်ပြင်ပြီးတော့ဇာတန်ထူထရှိပါတယ်။အပြည့်အစုံကတော့အာဒိုင်ရိုဒီသတင်းဌာနမှာသွားပြီးတော့နားထောင်ကြည့်ရှုလို့ရပါတယ်။စကားရေကပါတော့ဝင်မယ်ဆိုရင်တိုက်ခိုက်ရေးပဲလုပ်မယ်။ဟိုကြိုပြီးအဲ့လိုမျိုးကြိုစဉ်းစားထားပြီးသားပေါ့နော်ဆိုစဉ်းစားထားပြီးအဲကြောင့်မလို့ကိုတော့တနတ်တော့ကင်ပေါ့နော်တနတ်တော့ကင်မယ်ပြောခါကျတော့ကိုဒီဒီတက်ထဲရောက်တဲ့ခါကျတော့လေဘယ်လိုပြောမလဲ။စီစီဖက်ထဲလို့ရှိရင်ကို တော်လည်းရင်မလောက်ဘူးအဲ့လိုစဉ်းစားထားတော့ဘောနော်တော်လည်းဟင်းတော်လည်းရင်မလောက်ဘူးစီးစီးဖက်တာဒါမှမဟုတ်ယုံပိုင်းတွေဘောနော်ယုံပိုင်းတွေရှိတဲ့ခါကျတော့ဟင်းအဲတိုက်ခိုက်ရေးပဲလုံဘောနော်ဒါတွေတဲ့ရပြီးဆိုဒီတဏ္ဍာရီကင်ဖို့ဆိုနန်းနေနန်းနေတော့စောက်ခဲ့ရဘောနော်ကိုဆရာဆရာတို့ဆိုမင်းကလေးဆိုတိုက်ခိုက်ရေးမေးဆိုအဲ့လောက်ထိမရှိခါကျတော့နော်ကိုဒီခြေတန်းခြေတန်းမှာဆိုလဲမော်နီကာတယောက်ပဲရှိတော့ဒီခြေတန်းဂင်းဂင်းတွေမှာဆိုလဲ ဟိုဖြစ်နိုင်ပါမလားဗောနော်တို့အဲ့လိုသွေးခါကြကိုလည်းကိုရန်လှုပ်ချင်တဲ့ဟာဗောနော်ကိုအဲအဲ့ပိုင်းမှာကိုဘယ်လိုပြောရမလဲအာတာတယ်လို့ပြောရမှာလေဆိုတော့ညာကတော့မင်းကလေးတွေဗောနော်အာမင်းကလေးတွေဘလော့ထိဆက်အားထက်တန်လေးဆိုတော့တူလိုင်းရဲ့ထိမှာဘလော့ထိဆက်အားထက်တန်လေးဆိုတော့ကိုအာပြင်ပြီးတော့ထဲသွင်းပေးတာဖြစ်ပါတယ်ကျွန်တော်တူလိုင်းရဲ့ထိမှုတွေရဲ့အသေးဆုံးမှုပေးဆက်မှုတွေကိုဘလော့ထိပြင်ပြနေလေးဆိုတော့ကိုသိစေချင်ပါတယ် ဆိုတော့နောက်တစ်ခုကတော့တူလိုင်းရေးပို့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့အာဘန်ချစ်ဆက်ဘောနော်ဒီဟာကပိုးသွားတဲ့ချိန်မှာဘလူတွေပြောဆိုနေကြတာလဲတူလိုင်းတပ်ဖွဲ့တွေဘလူတွေဆိုလိုက်လာလဲဆိုတာကိုကျွန်တော်တို့နားထောင်ကြည့်အောင်ဆိုစစ်ကောင်စီရဲ့အာအတန်ချစ်ဆက်နဲ့ဘလူတွေချစ်ဆက်ပူပူအာပိုးသွားတာလဲဆိုတာကိုကျွန်တော်တို့နားထောင်ကြည့်ကြအောင်နော်ကဲဩဩအေးပါဘလူဝါလေဂရုကြီးတွေမထွက်ရတာကိုတနာစရာလေးတွေပါဘာသာတဲ့ကိုမထွက်ရဲဘူးလေဟေးတနာစရာလေးတွေပါဆိုတာတော့ဆိုတာ ညီလေးညီလေးဟိုနေရဟိုနေရကိုတို့ကွာမင်းတို့ဂလိုချင်းတုနဲ့လာချဘူးလို့လဲရတာရှိရမလားရတာရှိရမလားအဲခန္ဓာကိုစရာသွားမပြီးရောအဲ့ဒါကိုသဘောပေါက်တာလေเออเนี่ยมีป่าโหเลยกว่ากระโดดจี้ดูไล่อ่าดงเลลาจันมาจันมาพ่วยมาฮะจันมาพ่วยมาฮะจันมาไม่มีบ้าหลุดแล้วจันมาพ่วยเลยพ่วยเลยพ่วยจันมาอย่ามาเจตนาเลยอย่าดุจันมามาคิดดาดุဒီကောင်ကလည်းသမီးတို့တော့ဟိုဘယ်ထိုးရတော့ဘယ်လိုလဲဆိုတော့အဲ့ဘောတော့ဒါကြီး ေးဟေးငါတို့လာတိုက်တော့လဲထွက်ပြေးတာလေဟေးညီလေးညီလေးဒုံးလာနေဂျမဖွ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 ေဂျမနဲ့အော်ဆရာဆရာဂျမမရဘူးဂျမမရဘူးဂျမဆွဲကြလို့မရဘူးဘာဘာဂျမမမီဘူးအဘအဘလေးလွတ်ပေးပါဦးကျွန်တော်တို့ထိနေပြီအဘလေးလွတ်ပေးပါဦးဟေးဒီရပြီဆိုဘုရားတို့ရှင်နေ အဘအဘလေးလိုပြပါဦးကျွန်တော်စကားဝေစီးနေပြီအဘဟုတ်တယ်ဟုတ်တယ်အဘကျွန်တော်စကားဝေစီးနေပြီအဘတော်တော်လေးလေးအလုံးမဲ့ခွေရိုင်းမရအဘအဘကျွန်တော်တို့ပြည်ပြည်ဖင်ချနေပါပြီအဘကျွန်တော်တို့ပြည်ပြည်ဖင်ချနေပါပြီအလုံးမဲ့မြို့ကတိဒီနေ့ဆင်ရမလို့လေလာနာဒီကကဒီကဝင်တာကတော့ကျွန်တော်ရှာလို့မရတော့တော်တယ်ပြေးအားကြီးလို့ကဲဇရိုဒီယာကတော်လိုက်တက်ဖို့ရဲ့ အာဘလူရယ်အာအဲ့မှာသူတို့စစ်ကောင်စီတက်ဖွဲ့တွေအာအတန်ချစ်စက်ပေါ့နော်ဘူးတဲ့အချိန်မှာစစ်သူရေးပူးတဲ့အချိန်မှာဘလူရယ်ဒိုလိုင်းတက်ဖွဲ့တွေကဆော်လိုက်လေဆိုတော့ကိုကျွန်တော်တို့ကြီးရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဟိုဒီနေ့ကမင်းအွန်လိုင်းကရုရှားတမရပေါ့နော်အာနာယူတမရနဲ့မင်းအွန်လိုင်းအာနာယူမြန်မာနိုင်ငံအာနာယူတမရအာတမရယူယူနေတဲ့မင်းအွန်လိုင်းတို့ကသွေးဆောင်နေတဲ့အချိန်ဘူတီနဲ့မင်းအွန်လိုင်းတွဲဆောင်နေတဲ့အချိန်မှာမင်းအွန်လိုင်းကရုရှားတမရပေါ့နော် ပူတင်ကိုဘလူတွေကျင်းထန့်ခဲ့တာလဲဆိုတော့ကိုအဘုံမမုံမုံနဲ့အဲမှာအာအမျိုးသားရေအမျိုးသားရေဘောင်းကြီးလားမသိဘူးသူရဲ့နာမည်ကသိနာမလားမသိတဲ့အတွက်ကြောင့်ခွဲလောက်နားလိုက်ပေးကြပါသူတို့ပြောဆုံနေတဲ့ဟာကိုဘလူတွေမင်းအွန်လန်ကကျင်းထက်တာလဲဆိုတော့ကိုကျွန်တော်နဲ့အတူနားထောင်ကြည့်ကြည့်အောင်နော်နောက်ဆက်ကဥက္ကဋ္ဌကြီးပေါ့နော်ပြောဆိုခဲ့တာလေးနဲ့ပတ်သက်ပြီးတော့ဝေမာမှုတွေ မြင့်တက်နေတယ်။တန်ဃာတော်တွေကြားမှာလည်းဝင်ပန်မှုတွေမြင့်တက်နေတာတွေ့ရတယ်။ဘုရားကပြာဒိတ်ပေးခဲ့တယ်ပေါ့။ပြာဒိတ်ပေးခဲ့တာဟာဒီရုရှားနိုင်ငံရဲ့သမ္မတကြီးဟာဘုရားပြာဒိတ်နဲ့ကိုက်ညီနေတယ်ပေါ့။ချိန်ကြလို့ရှိရင်ရုရှားနိုင်ငံဟာလက်နက်အင်အားနိုင်ငံအင်အားကြီးနိုင်ငံကြီးစကြဝဠာမင်းကြီးဖြစ်ပြီးတော့မြန်မာနိုင်ငံနဲ့ပေါင်းဖက်ရမယ်ဆိုတဲ့အဲပုံစံမျိုးတွေအထိအဲဦးမေအောင်လိုင်းပြောလာတော့တဲ့ပတ်သက်ပြီးတော့တန်ဃာတွေကြားမှာလည်းဝေဖန်မှုတွေစစ်တန်ဃာတွေဆိုရှင်းထည့်ပါလေဆိုပြောနေအောင်တွေ့ရပါလေရှင်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းပြစေချင်ပါလေခင်ဗျာ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပါဠိတော်အထောက်အထားရှာလို့လဲပြီးနိုင်မယ်မထင်ပါဘူးအဲကြည်ဘာကြောင့်လဲဆိုတော့ဘုရားရဲ့တုတ်ဝင်းဤအပြီးဒီမှာပါဠိတော်ထဲမှာမပါဘူးလို့ပြောရင်ရနိုင်တဲ့အရာတစ်ခုအဲကြည်အဲ့တော့ဟိုဒါအာနန္ဒာနဲ့ပြုံးတဲ့အခါမှာခုနကကြွက်မင်းနဲ့အဲနောက်နှစ်နှစ်ထောင်ကျော်တဲ့အခါမှာဆိုရင်ဗျာဒိစကားဟာအဲပါဠိတော်အနည်းနဲ့တော့ရှိမယ်လို့ဥစဉ်မထင်ပါဘူး ဂျီယိုဒါသူဆောင်း12မျိုးလို့ဆိုရင်ဆိုတာရှေ့တုန်းကအဲ့ခစ်ကမညာနဲ့ပြောရရင်တော့ခရီးယန်ကျန်းနေမြန်မာနိုင်ငံမှာပြုတ်တူနေတဲ့အချိန်ပေါ့ဒီပေါ်မှာပါဠိတော်မှာပါတယ်လို့တော့ဦးစင်းတို့နေနဲ့ဟိုတအားမပြောနိုင်ဘူးအခုရေးခဲ့တဲ့ဆရာစောပါဠိဆရာကြီးဦးစောရေးခဲ့တာပါဠိဆရာကြီးဖြစ်တဲ့အတွက်ရှိတဲ့ဇလန်းနဲ့တွဲပြီးတော့ရေးလိုက်တဲ့အခါမှာမြန်မာပြည်နဲ့ချစ်ကြည်ရမိတ်လက်တန်ဖြစ်လက်တန်ဆိုတဲ့ပြည်စကား ငါကြားတော့မူတယ်ဆိုတာမြတ်စွာဘုရားကမြန်မာနိုင်ငံဖြစ်မယ်လို့ဘယ်လိုလုပ်သိမှလဲအေးဒါဘာအဲ့ဒါလေဘုရားပွင့်တော်မှာဘုရားနောင်နှစ်2000ကျော်မှာမြန်မာနိုင်ငံတည်းဆိုတော့ဒါကတော့ဟိုလူလူပြောရင်တော့အမွန်းတင်တဲ့စာရီလိုပဲထင်ပါတယ်ဒီပေါ်မှာပါဠိတော်မှာပါတယ်လို့တော့ဦးစင်းတို့နေနဲ့သူအကျိုးစီးပွားကိုအကျိုးစီးပွားမျှတရက်လားအဲ့ဒါလေးလေအပြည့်သူလူတို့ကိုပွင့်လင်းစေချင်တယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့လေတစ်ဖက်ကဆန္ဒပြောသလိုပေါ့ဗျာနော်ရုရှားက60အရာခိုင်တော့နော် ကိုယ်ဆရာကိုင်းတော့ကိုကဆရာကိုင်းတော့ဆိုလို့ရှိရင်တော့ဒါကနိုင်ငံအတွက်လည်းကြီးခဲ့တာမဟုတ်ဘူးအဲနော်ဒီကမင်းအွန်လန်နော်သူ့အတွက်တန်ပီကခိုးသွားတာကိုထိကပန်တန်ပီကခိုးသွားတာကိုပါထိဖက်မဲ့အချင်းဒီမျိုးထိကိုရုံနေတယ်ဆိုတော့ကိုအော်ကူမောင်မောင်လားမင်းမပြောင်းကြီးဘုံမပြောင်းကြီးကပြောသွားတာကြီးခဲ့တာဖြစ်နေတယ်နော်သူမြောင်းလိုက်အနေနဲ့သွားခဲ့တာလေဒီရုရှားကိုသွားခဲ့တာဆိုကြအလုံးပေါင်း17ချိန်လောက်ရှိတာဟုတ်17ချိန်လောက်သွားနေတာမဟုတ်ဘူးသွားတဲ့အခါတိုင်းမှာအဲရုရှားနိုင်ငံက တာမန်အဆင့်ပေါ့အဝင်ကြီးအဆင့်လောက်နဲ့တွေ့ခဲ့ရတာတွေရှိတယ်နော်စစ်ဦးစီးချုပ်အဆင့်လောက်နဲ့တွေ့ခဲ့ရတာတွေရှိတယ်တော်လည်းတော်တော်သီးခံဘေတော့နိုင်နေတယ်ပြအတော်တော်လေးကြိုးစားရတယ်သူမှဟုတ်တယ်နော်ဘင်းအောင်လန်ကရုရှားသမ္မတပူတင်နဲ့တွေ့ဖို့တော်လည်းကိုကြိုးစားတာနော်အဲ့မှာချစ်တူကောင်းပေးပါဆိုလို့ရှိရင်အကောင်လုံးကိုကောင်းပေးမယ်ကောင်နော်အဲ့ဒီဟာကဘူတီနဲ့တွေ့ဖို့ဆိုလို့ရှိရင်တော့မာမာနာဆိုတော့တိတ်မတွေ့ရဘူးမာမာနာပေါ့လေငါ့ကိုတန်းလို့ဆက်ဆံလိုက်တယ်ဆိုတဲ့မာနာမျိုးသူ့မှာမရှိဘူး ကျွန်တော်လူဆိုပြာဒါတော့ဘယ်လိုခေါ်ဆိုလို့ရှိရင်ကိုလည်းနိုင်ငံကောင်းဆောင်တယောက်ပဲကိုလည်းစစ်ဟိုတင်တာပြီးကျုပ်တယောက်ပဲလीနော်ကိုတစ်ခေါက်သွားတယ်သူတို့စီကဒီလိုဆက်ဆံလိုက်တယ်ဒီဆင်းလောက်နေမယ်ဆိုလို့ရှိရင်တော့အဲကိုလည်းနောက်တစ်ခေါက်သွားမယ်နိုင်ငံတော်ချီတူချီစစ်နောက်တစ်ခေါက်လည်းကိုသွားချင်မှသွားလိုက်อืมดารองပြောနေအောင်ပါဘုံမှာရက်ကွက်ဖက်တချို့လို့ဆိုလို့ရှိရင်အဲ့မှာဇဒန်နဲ့အာမင်ကြီးရဲ့ခေါင်းဆောင်ကြီးကဘူတင်တမရနဲ့ပေါ့နော်အာမရရှက်တမရနဲ့ဘူတင်နဲ့တွဲဆောင်ခဲ့ပါတယ်ဆိုပြီးကောင်စားပြီးတော့ပြောဆိုနေကြပါတယ်နော်အဲ့မှာပြောင်းကြီးပြောမှပူပြီးတော့အာချင်းသွားတာပေါ့နော်ဟုတ်ပါတော့လေဒီလိုမျိုးသူ့ကိုရုရှားအနေနဲ့ပေါ့နော် ော်တဆင့်နှိမ့်သဘောတရားပုံစံမျိုးနဲ့သူ့ကိုဒီလောက်ထိဆက်ဆံခဲ့တာပါမှာပဲသူဒီဇဲမချော်ပဲနဲ့ဆက်လက်ကြိုးစားကြိုးစားရင်းနဲ့ကြိုးစားကြိုးစားရင်းနဲ့အခုရုရှားနဲ့ရုရှားသမ္မတသမ္မတကြီးပေါ့ဗျာသမ္မတကြီးနဲ့အခုလိုမျိုးရုရှားသမ္မတဆိုတော့တကယ်ကပ္ပကောင်းဆုံးကြီးတော့မှနာမည်ကြီးဆုံးနာမည်ကြီးဆုံးလည်းမှာပါတယ်ပြီးခဲ့တဲ့ခေါက်ကောက်မှာဒါကျွန်တော်တို့တုံးသက်ကြီးလောက်ဆိုလို့ရှိရင်ဗလာဒီမီယာပူတင်ကရှောင်လို့မရလို့လည်းကြောင်သူ့ကိုတွေးဆောင်လိုက်တာလို့ကျွန်တော်တို့ကသုံးသက်တယ်ကြီးရောညောနော်ဝိုးမာရီကိုတန်ကတိတယ်နော်ပြောသွားတာလုံးဝကိုမိုက်တယ်ဒီကလုံးဝကိုရှောင်လို့မရတော့သူသွားတာက ရုရှားကိုသွားတာဆက်တဲ့ဂျင်လားဆက်နေဂျင်လားဒဒိုလေးကိုမြားနေပြီအဲ့ဒါအကြောင်းမလို့ဘူတင်ကတွေ့လန်တာနော်လုံးဝကိုမတွေ့မဖြစ်နော်အဲ့ဒါအကြောင်းမလို့တွေ့လဲတာသူတို့အခုချိန်မှာဘလူတွေပြောဆိုနေလေဆိုတာကိုလည်းကျွန်တော်တို့အားလုံးသိနော်သူတို့ဒီထက်မှာဆိုလို့ရှိရင်ဗာလဲအာဖျားတော်ကကျွန်တော်တို့မြန်မာနိုင်ငံနဲ့အာရုရှားနိုင်ငံပေါ့နော်အာမဟာမင်းအဖြစ်ပေါ့နော်လင်းနေကြီးရတွေထုတ်ပတ်တဲ့အင်အားကြီးနိုင်ငံဖြစ်မယ်ဗာညာမျော့ပြမျော့ပြပြောနေတာမင်းအွန်လိုင်းက ဆိုတော့ဒီဟာကဘယ်လောက်ထိစူးစမ်းခဲ့လဲဆိုတာကိုသိလာတယ်เนาะဘာကြောင့်လဲဆိုအလုံးကိုတွေးဆောင်လိုက်တယ်ဗျာဟိုတနည်းအားဖြင့်အဲ့မှာအစည်းအဝေးပေါ့ရှင်းရှင်းပိုင်းစီးပွားရေးပေါ့အဲ့ဒီစီးပွားရေးမှာစီးပွားရေး forum မှာသူ့ကိုလက်ခံတွေးဆောင်လိုက်ကြအောင်เนาะတွေ့ရတယ်ဒါကတော့မကောင်းတက်လို့ဆိုတဲ့ပုံစံဒီတစ်ခါကျတော့မကောင်းတက်လို့လည်းမဟုတ်ဘူးကောင်းတက်လို့လည်းမဟုတ်ဘူးတမင်တကာကိုတစ်ဖက်ကလူလူလာလာနဲ့ဥမင်းအောင်အောင်နိုင်ငံတော်အဆင့်ဖိတ်ပြီးတော့เนาะကဲတမန်တော်ကြီးအဆင့်ကလည်းတွေ့ရဆိုတဲ့ခါကျတော့ဥမင်းအောင်လာရဲ့ကန်တရားတွေဖုံးနေဖုံးကန်တွေတက်လာမှရပါဘူး ဘောကန်တရရဲ့ဘုံတဘုံကန်တက်လာတာလားကန်တရနင်းကြလာလားမသိဘူးမင်းတို့အပရောက်နေတဲ့ချိန်ကတော့ဒီလိုလေးကိုပြုံနေကြရတယ်မကြခင်မှာအဲ့မှာကိုးစီရခိုင်နှုံးနဲ့တစီရခိုင်နှုံးထိမင်းတို့အပမြုံလန်ခဲ့အာတန်ပီကခိုးစားတဲ့ကိုတော့မကြံပေးနဲ့ရုရှားကခိုးယူသွားမယ်တရုတ်နဲ့ရုရှားကမင်းတို့ရဲ့အာအခုမြန်မာပြည်ကိုရုံးစားတဲ့ကိုအကောင်လုံးကိုပါသွားနေအောင်မယ်မင်းတို့တွေအဲ့လောက်ထိပြောမနေကြနဲ့နော်ဆိုတော့အကောင်လုံးကိုရုံးစားနေကြပြီ ဆိုတော့ခုကြည့်လို့ရှိအခုဆိုလို့ရှိရင်ဘာတွေလော့ပေါ်ဂျန်စီနေလည်းမသိဘူးဂျန်စီနေတာရှိသေးတယ်အာစစ်ကောင်စီကပေါ့နော်ဘာစီမန်ကင်းလည်းမသိဘူးတရားကမြန်မာနိုင်ငံကဟာကိုရုံးစားမှုတွေလော့ဆောင်နေလို့သိရှိရပါတယ်ရုရှားစီမှာဆိုတော့တရားကတော့ဒီနေ့ရဲ့ not song တွေ့ရှိထားတဲ့တရင်ထုတွေကိုတက်နိုင်တယ်လို့မျက်ဝေပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်တို့ဒီလိုလေးကိုအမေတန်းကြည့်ရှုအပ်ပေးနေကြတဲ့တော်လန်ပြည်သူများအားလုံးကိုလည်းကိုယ်ကြမ်းမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ